မှာနိုမိုဖိုဘီးယားယောဂါရှိမရှိဘူးဘယ်လိုသိနိုင်မလဲနိုမိုဖိုဘီးယားရဲ့အရှိကောက်ကနိုမိုဘိုင်းဖုန်းဖိုဘီးယားလို့ခေါ်တယ်။ဥပမာအနေနဲ့ပြောရရင်ကိုယ့်ရဲ့ဖုန်းကဘက်ထရီကုန်သွားတာရော Wi-Fi မရတာ line မရတာအဲ့ဒါပြင် အပြင်သွားရင်းနဲ့ဖုန်းမေးကြံခဲ့တာအဲ့လိုမျိုးဖုန်းသုံးမရတဲ့အခြေအနေမျိုးတွေမှာကြုံမှုကြမှာမရတော့ဘူးမအခုမဲလားအခုနောက်တနည်းရှိသေးတယ်ကို့ဖုန်းကိုသုံးလို့မရတဲ့အခြေအနေမှာပြင်းလွန်ပြီးတော့ ပြေးလို့လို့မလုပ်ပဲပြစ်ထားတဲ့အလုပ်တွေတော့မှထလုံးမိတတ်ကြတယ်။အဲ့လိုချိန်မှာကျတော့ကိုယ်ဖုံးဟာသုံးလို့မရတဲ့အခါတို့ကြီးမရတဲ့အခါမှာဆိုရင်ဘာလုပ်လို့ဘာကံရမှန်းမသိပဲနဲ့ကွာ။တွေးကြရအလုပ်ကိုရှောက်လို့မိပြီဆိုရင်သိကြတယ်။ဒါနိုမိုဖိုဘီယာပဲ။ဒါရင်မဲလားဆိုတော့မဟုတ်သေးဘူး။နိုမိုဖိုဘီယာယောဂရှိတဲ့သူတွေမှာအဲ့လိုမျိုးခံစားချက်တွေအပြင်သူတို့ကိုယ်တိုင်တော့မသိတဲ့အကျင့်စိုးလေးပါရှိတတ်တယ်။တော်တော်များများမှာအဖြစ်များတဲ့အကျင့်ဟာကိုယ်ဖုံးမှာနိုတီဝင်ဝင်အမြဲတမ်းစစ်နေတဲ့အကျင့် အခုပြောနေနေတာ notification စင်တာကိုဆွဲချပြီးတော့မှစစ်ကျင်စစ်နေကြလိမ့်မယ် boy နောက်တစ်ခုကဘဲသွားသွားဖုန်းမချတဲ့အကျင့်သွားလဲဒီဖုန်းပဲစားလဲဒီဖုန်းပဲနောက်ဆုံးကအဲ့နေတဲ့အချိန်မှာတော့ဒီဖုန်းကြီးတကားကားနဲ့ off ပြီးရှိသေးတယ်လက်ရှိမြန်မာနိုင်ငံမှာဖြစ်နေတဲ့ F4M အရှိကောက်က fear of missing out မြေတော်ပြောမယ်ဆိုရင် online ပေါ်မှာရှိနေတဲ့ပွဲတွေကိုလွတ်သွားမှာကြောက်တဲ့စိတ်လက်ရှိမြန်မာနိုင်ငံမှာလည်းတရက်နဲ့တရက် social ပေါ်မှာတက်နေတဲ့ပွဲတွေကနဲတာမို့အဲ့တော့အဲ့လိုပွဲတွေဖြစ်ပြီးဆိုရင်ရှေ့ဆောင်ကနေအားပေးကြတာအဲ့တော့ FOMO ဆိုရဲ up to date တည်ကျင်တဲ့အကျင့်ကပါလာရောမြန်မာနိုင်ငံမှာရှိတဲ့ဖုန်းဆွဲနေတဲ့သူတွေပြီးတော့ nomophobia ရောဂါဖြစ်နေတဲ့သူတွေတော်တော်များများမှာဒီလိုအကျင့်ဆိုလေးရှိတတ်ကြတယ် nomophobia ရောဂါဖြစ်တယ်ဆိုတာတကယ်တော့ဖုန်းနေနဲ့အရင်မစား လူတွေရဲ့စိတ်နဲ့ပဲဆိုင်တယ်ဒီလိုဆိုင်အောင်လဲတေချာလောက်ထားတာအောင်အဲ့တော့ဘယ်လိုမျိုးလဲဆိုတာကိုတေချာရှင်းပြမယ်မတို့အရင်ကကဆိုရင်ဖုန်းတွေသုံးရင်အခုလိုမျိုးနှီးပညာတွေကအရင်မမြင်သေးဘူးပြီးတော့အင်တာနက်ကလည်းဒီလောက်ကြီးကြီးတွေ့နေကြကြသုံးလို့မရခင်ဘူးအဲ့တော့အရင်ကကဖုန်းသုံးတဲ့ပုံစံနဲ့အခုကဖုန်းသုံးတဲ့ပုံစံတွေကတော်တော်လေးကွာတယ်ဆိုရှယ်မီဒီယာပလက်ဖောင်းတွေကလည်းများများစွာမရှိသေးဘူး အဲ့ဒါအပြင်ရှိတဲ့ platform တွေကလည်းဒီလိုမျိုးပေါ့နော်ကြီးလို့ကောင်းမဲ့ entertainment တွေစိတ်ဝင်စားစရာကောင်းတဲ့ content တွေအဲ့လိုမျိုးလည်းများများဆဆမရှိဘူး wifi မရသေးတာလည်းပါမှာပေါ့ gaming ဆိုတာကလည်း online multiplayer game ဆိုတာဘာမျက်နှာမသိကြသေးဘူး ။အဲ့တော့က player တွေတွဲဆုံးလို့ရတယ်ဆိုတာရက်ွက်ထဲမှာ hotspot လွှင့်ပြီးတော့ basing cat တွဲဆုံးလို့ရမျိုးပဲရှိခဲ့တာ။အဲ့ချိန်တုန်းက rivalet ထဲမှာ phone တစ်လုံးရှိလဲဘာမှများများစွာသုံးစရာမရှိဘူး။ game တကင်းဆုံးလို့ကောင်းတာပြီးတော့ online platform မှာရှိရဲ့ video ကြည့်ကောင်းနေဆိုရင်တော့အလုံးစုံ3-4နာရီပဲ။အဲ့တက်ပို့ပြီးတော့မှမတုံးပြကြရများတယ်။အခုချိန်မှာကျတော့မတူတော့ဂွာဝမရှိနေတဲ့ဖုန်းရီအတွက်ကကမ္ဘာလူဦးရေတက်ကိုပို့ပြီးတော့များတယ်အဲ့တော့ဖုန်းသုံးတဲ့သူတွေ ပြီးတော့ social media သုံးနေတဲ့သူတွေလည်းပိုပြီးတော့များလာကြတယ်။နောက်တစ်ခု battery တွေ charging တွေဆိုရင်လည်းနိုင်ဝက်လောက်အသွင်းယုံနေတယ်တဏီကုန်သုံးလို့ရနေတဲ့အနေအထား wifi နဲ့ internet တွေဆိုရင်လည်းအလွယ်လေးရနေပေါ့နော်။အဲ့တော့ဒီလိုမျိုး internet အလွယ်လေးရနေတဲ့အချိန်မှာကဘာကြီးကကျင်းကျင်းလေးဖြစ်လာရဲဆိုရဲအချက်ကကောင်းနေဆိုပေမဲ့တစ်ဖက်မှာလည်းစိုးရိုးတွေအများကြီးပါလာတယ်။အဓိကကစီးပွားရေးလုပ်ငန်းရှင်တွေရဲ့ကြော်ညာရေးသမားတွေကစား သူတို့ရဲ့လုပ်ငန်းတွေကိုလူသိများအောင် online social media platform ပေါ်တက်လာကြတယ်။အပြိုင်အဆိုင်ပဲလူကြည့်များတဲ့လုပ်ငန်းကြော်ညာတွေကိုပါတင်လာကြတယ်။အဲ social media company တွေ developer တွေလည်းအဲ့တိုင်းပဲ social media platform တွေ software တွေ game တွေကိုမဝင်ဝင်အောင် game တွေကိုမဆော့ဆော့ကြအောင်စူးစမ်းအားထုတ်လာကြတယ်။အဲပြောရရင်သူတို့အားလုံးက viral လို့ဖုံးသုံးနေတဲ့သူတွေရဲ့ attention ကိုအသေးအံလိုချင်ကြတာ။ရအောင်လဲလုပ်တယ်၊ရလဲရတယ်။ အဲ့တော့ဘာဖြစ်လာလဲဆိုတော့ဘာလို့သုံးနေတဲ့ဖုန်းတွေမှာ attention ဖြစ်စီရဲ့ contact တွေ notification တွေ online reward တွေအားတွေကစုပြီးတော့ပြိုင်ဝင်လာတာဒီ contact တွေ notification တွေ gain တွေကို attention များများပေးပေးနေဖုန်းသုံးတာကိုဆွဲအကျင်ကြီးပါလာတာဒီလိုဖုန်းဆွဲစီတဲ့အဓိကအကြောင်းကြီးကဒိုပမင်းပဲဒိုပမင်းအကြောင်းကိုတော်တော်များများသိပြီးသွားပြီဆိုတော့အဲ့ဒါကိုတော့အကျေတုံးမပြောပြတော့ ပြောရရင်ဒီ online platform ကိုအသုံးချပြီးတော့မှငွေချာနေတဲ့လူနေဆိုတာ Rairo လို့ဖုန်းသုံးနေတဲ့သူတွေရဲ့ attention ကိုရဖို့ dopamine နဲ့အများကြီးကိုပေးပြီးတော့မှဆွဲဆောင်လာကြတယ်။အဲ့တော့ Rairo ကလည်းဒီလွယ်လွယ်ရနေတဲ့ dopamine အကြောင်းမလို့သူတို့လိုချင်တဲ့ attention ကိုပုံအောပြီးတော့ပေးကြတယ်။ဒီ nomophobia ဖြစ်စီရဲ့အကြောင်းရင်းတွေအများကြီးရှိရဆိုရင်မဲ့ဒီချက်ကလည်းအဓိကဖြစ်စီရဲ့အချက်ပဲ။ အခုကြည့်နေတဲ့သူတွေထဲမှာ nomophobia ယောဂါရှိနေရဆိုရင်ဒီနေ့အစပြီးတော့သတိလေးကပ်ပြီးတော့ထိန်းစေချင်တယ်။ဘာလို့လဲဆိုတော့ဖုံးဆွေးနေတဲ့အခြင်းအားဒီမှာရင် ပြီးမသွားဘူး။ကိုယ့်ရဲ့စားဝတ်နေရေးပေါင်းသဲဆက်ဆံရေးတွေပါထိခိုက်စေနိုင်တယ်။ဒါကပြောရရင်တော်တော်လေးဆိုးတယ်။ဖြစ်နေမှလည်းသိတယ်။လုံးဝမစင်ညင်ကြအောင် ပြီးတော့တို့မြတ်သတိထားမိလားတော့မသိဘူးရိုင်းရီဖုန်းသုံးတာများလာရင် အာယုံကထွေပြားပြီးတော့မှအလုတ်ထဲမှာအာယုံမဆိုင်နိုင်တာအလုတ်ကောင်းကောင်းမလုံနိုင်တာမျိုးကြီးလည်းဖြစ်တဲ့အပြင်ညာဘက်တီမှာဆိုရင်လည်းညင်းတဲ့တစ်ထိအိတ်မရမျိုးကြီးလည်းကြုံနိုင်တယ်အဲ့ဒါအပြင်ပေါင်းတင်းဆက်ဆံရေးကိုပါထိခိုက်စေနိုင်တယ်ဒီဖုန်းကိုသုံးနေတဲ့အချိန်မှာကိုယ့်ရဲ့ဆွေမျိုးမိဘတကယ်ချင်းအပေါင်းအသင်းအပြင်ကိုချစ်သူနဲ့ relationship တွေကိုပါထိခိုက်စေနိုင်တယ်အော် Ryan Viro ဆောက်မှာပြောသလိုပဲဒီဖုန်းမရှိရင် anxiety တက် stress တွေပိနေတယ် ော်ဒီလိုဆိုးကျိုးတွေကိုအခုကြည့်နေတဲ့သူတွေတခုမဟုတ်တခုတော့ကြုံကြပါပါဒါပေမဲ့အရင်စိတ်မပူပါနဲ့ဒီနိုမိုဖိုဘီးယားယောဂါကိုတက်တောင်လို့လို့ရရဲ့နည်းရှိတယ်ဒီနည်းကနည်းနည်းခက်ပေမဲ့လူတိုင်းလိုက်လုံနိုင်တယ်ဘာနည်းလဲဆိုတော့ဖုန်းတုံးတာကိုလုံးဝကြီးဖြစ်ဖြစ်လိုက်တာမျိုးမဟုတ်ဘဲနဲ့ဖုန်းမတုံးမဲ့အချိန်ကိုနိုင်နဲ့တတ်မှတ်ခိုင်းတာနိုင်ဝက်ကနေတနိုင်လောက်ထိစလို့ရတယ်အဲ့ဒီအချိန်အတွင်းမှာတော့ဖုန်းကိုကိုယ်နဲ့ဝေးဝေးမှမြူးလုပ်ပြီးတော့မှထားပေးရမယ် ပြီးရင်အရေးကြီးတဲ့အလုပ်တွေကိုမလုပ်ဖ ೇನೆ ပြစ်ထားတဲ့အလုပ်တွေကိုအဲ့ချိန်တွေမှာပြီးအောင်လာလို့တပတ်လောက်ကနေစပြီးတော့အဲ့မှာနိုင်ဝက်ကနေတဖြည်းဖြည်းချင်းနဲ့အချိန်ကိုတိုးသွားလိုက်နောက်ပိုင်းကျလို့ရှိရင်တရက်ကိုဖုန်း3လေးနိုင်လောက်ပဲ3နိုင်နဲ့အထီကို short ချလိုက်ဒါဆိုရင်နမိုဖိုဘီးယားယောဂါမဖြစ်တော့နောက်တစ်ခုကဆိုရှယ်မီဒီယာဒီဆိုရှယ်မီဒီယာကလည်း viral ကိုဖုံးဆွဲစေတာဆိုတော့ဖုံးသုံးတဲ့အချိန်မှာဆိုရှယ်မီဒီယာသုံးတဲ့အချိန်ကိုပါ short ချလိုက် ်အပြည့်ပြည့်သုံးတဲ့သူဆိုရင်15မိနစ်မိနစ်20လောက်ပဲအချိန်တက်မှတ်ပြီးတော့သုံးကြည့်တရက်ကို4-5ချိန်လောက်တည်းမကျော်အောင်သတိကပ်ပြီးတော့ရှောင်လိုက်ပြီးဆိုရင်လုပ်ငန်းရသုံးတဲ့သူဆိုရင်လည်း new fee မှာအချိန်မဖြုံးမိအောင်တွေးသည်မ contact တွေ post တွေကိုမဝင်ကြည့်အောင်လို့သတိကပ်ပြီးရှောင်ရင်တော့ပို့ပြီးတော့ကောင်းတယ်။ဥပမာ notify လေးတက်လာလို့ဆိုပြီးတော့မှဝင်ကြည့်လိုက်တာ9:00လောက်အချိန်ဖြုံးမိသွားတယ်ဆိုရင်တော့ ဒါမဖြစ်သင့်တဲ့ကိစ္စလေးเนาะအဲ့တော့အဲ့ဒါလေးကိုသတိထားပြီးပြီးရင်အရေးမကြီးတဲ့အတုံးဝင်တဲ့ notice တွေကိုပါပိတ်ပြလိုက်နောက်တဲ့အရေးကြီးတာတစ်ခုကအဲ့ချိန်နဲ့နိုးလာတဲ့အချိန်ဆိုရင်တော့ဖုန်းကိုလုံးဝမသုံးမိအောင်ကိုယ်နဲ့ဝေးမှထားတာပိုကောင်းတယ်ဒီနှစ်ချင်ကိုရှော့ချနိုင်တယ်ဆိုရင်တော့ကိုမနိုမိုဖိုးဘီးယားယောဂမဖြစ်တော့ဘယ်လို့ဆိုရင်တော့နိုမိုဖိုးဘီးယားယောဂအကြောင်းကိုသိသွားလောက်မယ်လို့ထင်တယ်ဆိုတော့အခုကြည့်နေတဲ့သူတွေရောဒီနိုမိုဖိုးဘီးယားယောဂရှိနေလား ပြီးတော့ဖုန်းနဲ့ပတ်သက်ပြီးတော့ဘလို့အကျင့်စိုးတွေရှိနေလဲကိုကိုရိုင်းကရောဒီလိုအကျင့်စိုးတွေကိုဘလို့ဖြေရှင်းခဲ့လဲဆိုအောင်ခုံးဝါပြောသားပြပါရရပါနောက်တဲ့ဆက်ဝင်စားအောင်တဲ့ video နဲ့တူပြန်လာခဲ့ပါမယ်